ကျမရင်းနဲ့ပတ်သက်တဲ့ကောလဟာလာကိုညင်းဆိုခဲ့အမင်းသားကြီးလီစွန်းချေအသက်90အရွယ်ရှိပြီဖြစ်တဲ့မင်းသားကြီးလီစွန်းချေရဲ့ကျမရင်းနဲ့ပတ်သက်ပြီးတော့မကြသေးခင်ရက်ပိုင်းကဝိုင်းကိုရီးယားမင်းသားဘက်ဂွန်ဟွန်းက waiting for Godot Zagan အတွက်ကိုသတင်းစာရှင်းလင်းပွဲတစ်ခုမှာဖွင့်ဟခဲ့တာဖြစ်ပါတယ်။မင်းသားကြီးလီဆွန်ကျဲအခုပွဲကိုအကြိမ်ပေါင်းများစွာလာဖို့ကြိုးစားခဲ့ပေမဲ့မတက်ရောက်နိုင်ခဲ့တဲ့အပြင်တခြားသူတွေစီကနေပြီးတော့ update တွေကြားနေရတာကဂျမားရဲ့အခြေအနေကောင်းမှမပေါ်ဘူးလို့ဆိုခဲ့ပါတယ်။အရင်တော့တော့မင်းသားကြီးလီဆွန်ကျဲရဲ့ဂျမားရဲ့ဆိုင်ရာစိုးရိမ်မှုတွေကို agency ကညှင်းဆိုလိုက်တဲ့အပြင်ဂျမားရဲ့ပြဿနာလုံးဝမရှိပါဘူးလို့မီဒီယာတွေကိုအတည်ပြုခဲ့ပါတယ်။ သူကခြေထောက်တွေအားနေတာကြောင့်ပြလဲကောင်းပုံဖို့ကုသမှုခံယူနေရပြီးတော့ထမင်းကောင်းကောင်းစားတဲ့အပြင်စကားပြောရမှလည်းအဆင်ပြေပါတယ်လို့ရှင်းပြခဲ့ပါတယ်မင်းသားကြီးကအချမ်းမာရေးကြောင့်ပြီးခဲ့တဲ့နေ့က waiting for godot saga ကနေနောက်ထွက်ခဲ့ပေမဲ့လေ2024 KBS entertainment award မှာ grand prize ဆုကိုလက်ခံရရှိခဲ့ပြီးတော့ကျမကြီးရဲ့အတွက်ပရိသတ်တွေကိုစိတ်ချမ်းသာစေမဲ့နှလုံးသားစကားတွေပြောကြားခဲ့ပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်